ကုလသမဂ UN ဝန်ထမ်းသိဆုံးခဲ့တဲ့တိုက်ခိုက်မှုကိုလက်အောက်ခံတပ်ဖွဲ့ဝင်တွေကကျူးလွန်ခဲ့ကြောင်း Israel Sitter IDF ကအတည်ပြုဝန်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့လတုန်းကဂါဇာမှာ UN အဆောက်အအုံတစ်ခုကို Israel တင်ကားတွေကပစ်ခတ်ခဲ့ရမှာ UN အမှုတမ်းတအူသိဆုံးခဲ့တာဖြစ်ပြီးအစောပိုင်းမှာတော့ IDF ကအဲ့ဒီကိစ္စကိုတောက်လျှောက်ညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ကနအူးစုံစမ်းစစ်ဆေးမှုတွေအပြီး April 24ရက်နေ့မှာတော့ IDF ကညှင်းဆိုနေတာတွေကိုလက်လျှော့ပြီး UN အဆောက်အအုံကိုပြစ်ခတ်ဖြိုချမိခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။မတ်လ16ရက်နေ့တုန်းကအဲ့ဒီအဆောက်အအုံတိုက်ခိုက်ခံရခြင်းနဲ့အတူ UN ဝန်ထမ်းတိုက်ဆုံးခဲ့ရတာဖြစ်ပါတယ်။ IDF ရဲ့အကြောင်းပြချက်ကတော့အဲ့ဒီအဆောက်အအုံထဲမှာရန်သူတွေရှိနေတယ်လို့မှားယွင်းသတ်မှတ်မိခဲ့တာကြောင့်လို့ဆိုပါတယ်။ပြီးတော့ IDF တပ်ဖွဲ့ဝင်တွေဟာအဲ့ဒီပြစ်မှတ်နေရာက UN အဆောက်အအုံတခုဆိုတာကိုမသိခဲ့ဘူးလို့လည်းထုတ်ပြန်ပါတယ်။ Israel တင်ကားတွေရဲ့ပြစ်ခတ်မှုကြောင့် UN ဝန်ထမ်းဘူဂေးရီးယားနိုင်ငံသား Marinov တိုက်ဆုံးခဲ့ပြီး လုပ်ပေါ်ကင်ဘတ်5ဦးအပြင်းအထန်ဒဏ်ရာရခဲ့တာပါ UN ပြောခွင့်ရအရာရှိတယောက်ကတော့ UN အသုံးပြုနေတဲ့နေရာတွေကိုပြိပခမှာပါဝင်တိုက်ခိုက်နေတဲ့နှစ်ဖက်စလုံးကသိရှိထားကြောင်းနိုင်ငံတကာဥပဒေတွေရဲ့ပြဋ္ဌာန်းမှုအရသက်ဆိုင်ရာအင်အားစုအသီးသီးဟာ UN အဆောက်အအုံတွေကိုကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပြီးပြစ်မှတ်ထားတိုက်ခိုက်ရမှာမဟုတ်ကြောင်းဝေဖန်ခဲ့ပါတယ်ရှင်။